စီးကင်းပြိုင်ပွဲအတွက်ဂျိုတင်ပြင်ဆင်မှုတရအနေနဲ့ဂျပန်နိုင်ငံအိုဆာကာမြို့ကိုရောက်ရှိနေတဲ့မြန်မာ၄၀မြို့သမီးအသင်းကချူချူဆဆနဲ့ထရိနီနေချင်းမှုတွေကိုဆက်လက်ပြုလုပ်နေခဲ့ပါတယ်။မြန်မာ၄၀မြို့သမီးအသင်းကစီးကင်းပြိုင်ပွဲမှာအုပ်စုအတွင်းမလေးရှား၊ဖိလစ်ပိုင်၊ BNN အသင်းတို့နဲ့အတူကြာရောက်လျက်ရှိပါတယ်။မြန်မာ၄၀မြို့သမီးအသင်းရှင်ပြန်ကစားသွားမယ့်အုပ်စုဖွဲ့စဉ်ဒီအားလုံးကိုထိုင်းစံတော်ချိန်ညနေ၄နာရီချိန်မှာကျင်းပတော့မှာဖြစ်တဲ့အတွက်ကြောင့်ထိုင်းနိုင်ငံရောက်မြန်မာဘောလုံးချန်ပီယံရှစ်တွေလာရောက်တွားရောက်အားပေးလို့ရပါတယ် 2026 AFC U20 မြေတမီအာရှဖလာခြေစစ်ပြိုင်ပွဲမှာအတင်းဖော်ရီရဲ့အကောင်းဆုံးပံ့ပိုးမှုတွေနဲ့အတူ National Team ဖြူစင်မြုံတယောက်ကတော့ခြေစစ်ပွဲစဉ်တွေအတွင်းခြေစမ်းပြပြီးတော့ပြန်ပတ်အတင်းတွေကိုဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ National Team ဖြူစင်ပြုံလို့ထူးချွန်တဲ့တိုက်စစ်မှုကောင်တယောက်ဖြစ်အောင်နိုင်ငံကိုစားပြုလေးစဉ်တယောက်ဖြစ်လာနိုင်တဲ့အရေးရှင်းရှိတဲ့သူဆိုပြီးတော့ကြိုတင်မှတ်စပြီးတော့အမျှော်မြင်ရှိရှိပြုစုပြုတော်ခဲ့တဲ့သူမရဲ့လက်ဦးစရာကဦးဝင်းဆန်းဖြစ်ပါတယ်။ အခုတူတူတွေ့ရထားတဲ့ပုံကတော့ဦးဆန်းဝင် ARD တိုင်းဒေသကြီးအမျိုးသမီးတင်ဒီပြချုပ်နဲ့ပြဆမအကြိမ်မျိုးသားအကစားဖွဲ့တော်နေပြည်တော်2024 ARD တိုင်းဒေသကြီးအမျိုးသမီးအသင်းအတွက်တတိယကြိတ်သိမ့်စုရယူပြီးတဲ့အချိန်မှာဆရာတပည့်နှုတ်ရဲ့မတရားမတန်တပ်ပုံပဲဖြစ်ပါတယ်နန်းရှင်းတန်းဖြူစင်ပြောင်းရဲ့ဆရာ ARD တိုင်းဒေသကြီးအမျိုးသမီးညပြချုပ်ဟောင်းဦးဝင်းဆန်းကလက်ရှိကာလမှာလည်း ARD တိုင်းဒေသကြီးအမျိုးသမီးအသင်းကိုလက်ထောက်ညပြတအုပ်အဖြစ်တာဝန်ယူကိုင်ထွက်နေပါတယ် အရှိအရာရီတိုင်းဒေသကြီးအမျိုးသမီးအသင်းရဲ့ဒီပြချုပ်ကတော့ဒေါ်ဆန်းဆန်းမော်မြမလူရေးစင်ဟောင်းဝင်ဖြစ်ပါတယ်။အရာရီတိုင်းဒေသကြီးအမျိုးသမီးအသင်းက2025ခုနှစ်တိုင်းဒေသကြီးနယ်ပြည်နယ်အသက်25နှစ်အရွယ်အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ quarter final စင်ကိုရှမ်းပြည်နယ်အမျိုးသမီးအသင်းနဲ့ရှင်းပြိုင်နေတာပဲဖြစ်ပါတယ်။ပြိုင်ပွဲကိုရန်ကုန်တိုင်းဒေသကြီးစမ်းကြောင်းမြို့နယ်ပထမကွင်းမှာလက်ခံကျင်းပနေတာဖြစ်ပါတယ်။ မြန်မာ National League 2025-26ပွဲစဉ်6ပြီးမှအမှတ်ပေးစရာထိပ်မှရန်ကုန်နဲ့တဲ့အသင်းကဆက်လက်ရည်တည်နေပါတယ်မန္တလေးရှိနယ်လီပွဲစဉ်6ပြီးကိုသိန်းအများဆုံးကစားသမားတွေကတော့ရန်ကုန်ယူနိုက်တက်အသင်းမှာမုတ်ခူကအသွင်ကို10ကိုရန်နာဘုံအသင်းကတိုက်စစ်မှုပြီးမှာအသွင်ကို6ကိုနဲ့ရည်တည်လျက်ရှိပါတယ် သစ္စာအမှန်တင်ကိုအနိုင်ရခဲ့တဲ့ဘွယ်မှာ Man of the Match ရရှိခဲ့တဲ့ရခိုင်ယူနိုက်တက်ကစားသမားကင်မရွန်သားမူစတာဖာကအာဖရိကဂျင်းမဟုတ်တဲ့အာဖရိကချန်ပီယံလိထိကစားခဲ့မှုတဲ့ကစားသမားတဦးဖြစ်ပါတယ်။ကစားသမားဘဝကိုအဲဗီနီးယားလိဒူနီရှားလိနဲ့ကင်မရွန်လိတွေမှာကျင်းလည်ခဲ့တဲ့ကစားသမားဖြစ်တာကြောင့်ခြေစွမ်းပိုင်းအရာရှိတဲ့သလောက်ရှိတဲ့ကစားသမားတဦးဖြစ်ပါတယ်။လက်ရှိမှာရခိုင်ယူနိုက်တက်အသင်းအတွက်အကူရတဲ့တိုက်စစ်မှုတရားအဖြစ်ရှိနေပြီဖြစ်ပါတယ်။ ခိုင်းလေရင်ပေါ်လုံးတင်တဲ့ဂျပန်လူမျိုးနီးပြားမာဆာတာတာအီရှိနဲ့တရားဝင်လန်ခွဲလိုက်ပါပြီ။အီရှိကထိုင်းလေရင်ပေါ်လုံးတင်ကို2023ဒီဇင်ဘာမှာစတင်တာဝန်ယူကင်တွက်ခဲ့ပြီးတော့ပွဲ30မှာ16ပွဲအထိအနိုင်ရအောင်ဆောင်းဆောင်ပေးနိုင်ခဲ့သလို2026အာချာဖလားချိတ်စပွဲမှာလည်း၄ပွဲကစားပြီးချိန်မှာ၃ပွဲနိုင်တပွဲရှုံးရလတ်နဲ့ရမကုမရအောင်ဆောင်းဆောင်ပေးထားနိုင်ပါတယ်။ ဒါပေမဲ့လည်းထိုင်းဘောလုံးဘွဲချုပ်ဒီစနစ်အဖွဲ့ကအီရှီရဲ့ဒီစနစ်ပိုင်းကအသင်းနဲ့အဝင်မှုမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာပါ။လူကြီးတထောင်ခန့်သာနေထိုင်တဲ့ Hollyfield မြို့ငယ်လေးအခြေစား MJ by AIF အသင်းကဆွီဒင်လိချန်ပီယံအသစ်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့် MJ by AIF ကဆွီဒင်လိချန်ပီယံဆူကိုဆစ်ခူးနိုင်ခဲ့တဲ့အသင်းငယ်ဆုံးကလပ်အသင်းတစ်သင်းဖြစ်လာခဲ့ပါတယ်။ MJ by AIF က66နှစ်အတွင်းပထမဆုံးအကြိမ်ဖြစ်လိချန်ပီယံဆူကိုဆူခူးလိုက်နိုင်တာပဲဖြစ်ပါတယ်။ အခုအောင်မြင်မှုကြောင့် MJYIF အသင်းက2026-2029ရာသီချန်ပီယံလီဝင်ခွင့်ကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်။မန်ယူတင်းရဲ့တိုက်စင်မှုဟောင်းရိုနီကလီဗာပူးအသင်းမှာဆွေတင်တိုက်စင်မှုအီဆက်အရန်ခုံတိုင်းသင်ပြီးတော့ပြင်သစ်တိုက်စင်မှု EK တီဂီတာပေါ်ထွက်ခွင့်ရတဲ့တယ်လို့ပြောကြားခဲ့ပါတယ်။လီဗာပူးအသင်းကနျူကာဆယ်တိုက်စင်မှုအီဆက်ကိုပြည်တိန်စံချိန်တင်ပြောင်းရွှေ့ချေပေါင်း125တန်နဲ့ခေါ်ယူခဲ့ပြီးတော့ဖရန့်ဘတ်တိုက်စင်မှု EK တီဂီကိုပေါင်း69တန်နဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ AKTK ကလေကိုသိမ်းယူထားပြီးနိုင်ခဲ့ပေမဲ့ ESET ကတော့တကူတာသိမ်းယူပေးထားနိုင်တာဖြစ်ပါတယ်။ ESET ကကလပ်အသင်းနဲ့လေးစဉ်အသင်းပေါင်း6ပွဲဆက်တိုက်ရှုံးပွဲဆက်တွေ့ခဲ့ရတာဖြစ်ပါတယ်။ Premier League မှာ Arsenal ရဲ့ Champion ဖြစ်နိုင်ခြေက54.5ရာခိုင်နှုန်းရှိလာပြီးဆိုပြီးတော့ Super Computer ကတွက်ချက်ဖော်ပြထားပါတယ်။ Opta ရဲ့ Super Computer က Premier League မှာ Arsenal အသင်းရဲ့ Champion ဖြစ်နိုင်ခြေ54.5ရာခိုင်နှုန်းရှိလာပြီးဆိုပြီးတော့တွက်ချက်ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိပွဲစဉ်၈ပွဲကစားပြီးချိန်မှာအာဆင်နယ်တင်ကရမစကိုမန်နဲ့အမတ်ဖေးစရာကိုဦးဆောင်နေပြီးတော့ဒုတိယနေရာကမန်စီးတီးကိုတုံ့မက်ဖြတ်ထားပါတယ်။ဖော်လောင်းအကစားတင်ဆက်မှုတွေကိုချန်နယ်တက်တဲ့ဆိုရင် Subscribe လိုက်ရန် Comment လေးပြုသွားပေးကြကြပါအခုလိုနောက်ထပ်ဖော်လောင်းအကစားတင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးကျေးဇူးများတင်ပါတယ်။